ဗုဒ္ဓဘာသာ၅မျိုးယနေ့ခေတ်လူတွေဟာဘာသာတရားတည်တရားတပြေးပြင်းနေခေါင်းမာလာကြပါပြီမြတ်စွာဘုရားရှင်ကိုဥချာရင်နောက်မှာထီချင်း၅ပါးနဲ့ဥချာရကောင်းမှန်မသိကြတော့ပါဘူးအဲ့ဒီလိုအခြေအနေတွေကိုအလုံးစုံကြိုတင်ကြတော်မူခဲ့သောမြတ်စွာဘုရားရှင်ဟာနောက်နာကတ်မှာဗုဒ္ဓဘာသာ၅မျိုးကွဲပြားလိုက်မယ်လို့ဟောကြားတော်မူခဲ့ပါတယ် မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သောဗုဒ္ဓဘာသာဝင်၅မြို့ကတော့နံပါတ်၁ကုလဗုဒ္ဓဘာသာနံပါတ်၂လာဘဗုဒ္ဓဘာသာနံပါတ်၃ဗယဗုဒ္ဓဘာသာနံပါတ်၄သရာတိကဗုဒ္ဓဘာသာနံပါတ်၅ပညာတိကဗုဒ္ဓဘာသာတို့ပဲဖြစ်ကြပါသည်။ယနေ့မှာမြတ်စွာဘုရားဟောကြားခဲ့သောဗုဒ္ဓဘာသာဝင်၅မြို့ကို မျှဝေပြီးသွားမှာပဲဖြစ်ပါသည်။နံပါတ်၁ကုလဗုဒ္ဓဘာသာ ကုလဗုဒ္ဓဘာသာဆိုတာဟာရိုးရာဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။တနည်းအားဖြင့်အဖေအမေကဗုဒ္ဓဘာသာဖြစ်ခဲ့သည်မို့ဒါသမီးကလည်းမိဘတွေလိုမျိုးဗုဒ္ဓဘာသာဝင်ဖြစ်လာရတာမျိုးပါ။မိဘကခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့မယ်ဆိုရင်ဒါသမီးကလည်းခရစ်ယာန်ဘာသာဝင်ဖြစ်လာရမှာပါ။အဲ့ဒီလိုဗုဒ္ဓဘာသာကိုမိယိုဖလားကုလဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ မိဘကဗုဒ္ဓဘာသာမို့သာသာသမီကလည်းဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ရပြီးဖုရားရှင်ဘာကြောင့်ပွင့်မှန်းလဲမသိဖုရားရှင်ကဘာကိုတရားဟောခဲ့မှန်းလဲမသိဖုရားတရားတန်ကယရဏသုံးပါးအားဘာကြောင့်ကိုယ်ပယ်ကြမှန်းလဲမသိကြပါဘူးဘာသာတရားတွေလုံနေတော့လေအသိပညာမပါဝင်သောဗုဒ္ဓဘာသာဝင်ကိုကုလဗုဒ္ဓဘာသာလို့ခေါ်ဆိုပါတယ်။နံပါတ်2လာဘဗုဒ္ဓဘာသာ လာဘဗုဒ္ဓဘာသာဆိုတာဟာလက်လာဘကိုလူလားလို့သာမြက်ပြားကိုကိုးကွယ်သောဗုဒ္ဓဘာသာဝင်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ဒီဘဝမှာစီးပွားလေးတက်လီမလားဆိုပြီးမှဖျားကိုရွေးချယ်ပြီးမှ ကိုးကွယ်လေးရှိကြပါတယ်။ဒီဖျားကိုကိုးကွယ်ရင်လက်လာဘပေါများမယ်။ဟိုဖျားကိုကိုးကွယ်ရင် စီးပွားတက်မယ်ဆိုပြီးရွေးချယ်ကိုးကွယ်ခြင်းကို လာဘဗုဒ္ဓဘာသာလို့ခေါ်ဆိုပါတယ်။ အင်းချံဝဲမဲရောက်မဲအိန္ဒိယပြောင်းမယ်ဆိုရင်ရက်ရစာပြက်တရာရေးချယ်မှုတွေပြုလုပ်ပြီးဘုရားကျောင်းဆောင်ပေါ်မှာဘိုးတော်ဘွားတော်ပုံတွေတင်ထားကိုးကွယ်မှုရှိသည့်ကိုကြီးကျော်မနယ်လီသူရာတတိအစရှိတဲ့နတ်နယ်ဘေးရင်ရရားယုံကြည်သောလက်လာဘလူရင်းကြောင့်ကိုးကွယ်တဲ့ဗုဒ္ဓဘာသာဝင်များကိုလာဘဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။နံပါတ်3ဘုရားဗုဒ္ဓဘာသာဘုရားဗုဒ္ဓဘာသာဆိုတာဟာဘေးရန်ဒီယကိုကြောက်ရွံ့လို့ဘုရားကိုကိုးကွယ်ခြင်းဖြစ်ပါတယ်။ အန္တရာယ်ကင်းဖို့ပြီးရှင်းဖို့အသက်ရှင်ဖို့နဲ့အနာကင်းဖို့ဆိုတဲ့အတွေးခေါ်ရင်းနဲ့ဘုရားတရားကိုးကွယ်စည်းကမ်းမှုပြုခြင်းကိုဘုရားဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ဘုရားကိုကိုးကွယ်မှ အသက်ရှင်မယ်ဆိုရင်ဘုရားကိုမကိုးကွယ်တဲ့ခရစ်ယာန်ဘာသာဝင်အစ္စလမ်ဘာသာဝင်တွေဘာကြောင့်အသက်ရာကျော်ရှိနေအောင်မှာပါလဲ။နံပါတ်၄တရာဓိကဗုဒ္ဓဘာသာတရာဓိကဗုဒ္ဓဘာသာဆိုတာဟာတရာတရားကိုအရင်ခံပြီးတော့ယုံကြည်ခြင်းဖြစ်ပါတယ်။ ဖျားတရားတန်ခါကိုတကယ်တဝင်ယုံကြည်ခြင်းကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်းမမှန်ကန်ကန်နဲ့ယုံကြည်တဲ့တမာတရားနဲ့မမာရရင်ယုံကြည်တဲ့မိစ္ဆာတရားဆိုပြီးနှစ်မျိုးရှိပါသေးတယ်။အနှစ်တရားမရှိတာကို မရှိဘူးဟုသိခြင်းအနှစ်တရားရှိသည်ကိုရှိသည်ဟုသိခြင်းမာတာကိုမှန်သည်ဟုတီးခြင်းမှန်တာကိုမှန်သည်ဟုတီးခြင်းတိတဲ့အပြင် အမားလန်းကိုရှောင်းအမှန်လန်းကိုဆောင်းသောသူကိုတရာအဓိကဗုဒ္ဓဘာသာလို့ခေါ်ပါတယ် နံပါတ်5ပညာအဓိကဗုဒ္ဓဘာသာတစ္ဆာတရားကိုသိချာသိတဲ့ဗုဒ္ဓဘာသာကိုပညာအဓိကဗုဒ္ဓဘာသာလို့ခေါ်ပါတယ်ပညာဓိကဗုဒ္ဓဘာသာဟာတရားတော်ကိုယုံကြည်ပြီးဘလို့ယုံကြည်တာလဲဆိုရင်ယံတမ်းပြီးတော့ယုံကြည်ခြင်းမဟုတ်ဘဲခန္ဓာသည်နဲ့သိချာသိပြီးယုံကြည်ခြင်းကိုခေါ်ပါတယ်။သစ္စာလေးပါးကိုအသေးချာသိတဲ့ဗုဒ္ဓဘာသာဝင်ပြမှုပြမှုတွေကိုသိချာသိတဲ့ဗုဒ္ဓဘာသာကိုပညာဓိကဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ ဘာမှမသိပဲရန်တမ်းမီကိုကိုွယ်တော်ကုလဗုဒ္ဓဘာသာလက်လာဘကိုလိုချင်လို့ကိုကိုွယ်တော်လာဘဗုဒ္ဓဘာသာဘေးအန္တရာယ်ကိုကြောက်ရွံ့၍ကိုကိုွယ်တော်ဘယဗုဒ္ဓဘာသာကုလလာဘဘယလို့ခေါ်တဲ့ဤဗုဒ္ဓဘာသာ၃မျိုးကိုအောက်တန်းစားဗုဒ္ဓဘာသာ၃မျိုးလို့ခေါ်ပါတယ်ဟောလူမပါဒီလူမပါ ပူဇော်ပါဒပါတယ်စရဲပူဇော်ပါဒမှုတွေကိုဖျားရှင်ကတရောင်းစားဗုဒ္ဓဘာသာလို့ဟောကြားခဲ့ပါတယ် ။တရာဓိကနဲ့ပညာဓိကဗုဒ္ဓဘာသာဟာအထက်တန်းစားဗုဒ္ဓဘာသာများဖြစ်ပါတယ်။ပညာနဲ့တရာဟန်ချက်ညီနေဖို့လည်းလိုအပ်ပါတယ်။တရာလွန်ကဲ၍ပညာနည်းနေပြန်လျင်လဲသူတော်ကောင်းလူအကြီးဖြစ်သွားနိုင်ပါတယ်။စင်ကျင်တုံတရားနဲပါသူတွေကလည်းအကျိုးမရှိတဲ့နေရာမှာ ကိုယ့်ရဲ့အချိန်တွေကိုအသုံးချတတ်ကြပါတယ်။တရာနေပြီးပညာကဲနေပြန်ရင်လည်းပညာရှိ လူမိုက်ဖြစ်နိုင်ပါတယ်။ ဆိုလိုတာကဘယ်အရာမှစုအစွန်းမရောက်စေဘူးပါပဲ။